ုင်းပါ DPP ရုံးမြင့်တန်ကြားရဲ့နေ့လည်နေ့တိုင်းအချိန်ထိရရှိထားတဲ့သတင်းတွေကိုဓာတ်ရိုက်တင်ဆက်ပေးပါမယ်မြန်မာသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအာကစားသတင်းတွေကိုလည်းရှုစားကြားမှာပါရှင်မက်ဒလီတိုင်းစိတ်ကူနဲ့မတရားမျိုးနယ်တွေကကျေးရွာနေရောကိုဇွန်လ23ရက်နေ့ညနေ4နာရီကျော်နဲ့ည9နာရီကျော်အချိန်တွေမှာစစ်တပ်ကဘုံကျဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ စိန်ကူးမြို့နယ်ထုံချီရွာကိုဇွန်လ23ရက်ညနေ4နာရီကျော်အချိန်မှာတိုက်လေရင်နဲ့ဘုံကျဲခဲ့တဲ့အတွက်ဒေသခံတွေထိခိုက်မှုရှိခဲ့တယ်လို့ဆိုပါရယ် ထုံကြီးရော်မြကန်းဘေးမှာလူစီကားတဲ့ဈေးဆိုင်တွေရှိတဲ့နေရာကိုဘုံကျချခဲ့တာကြောင့်လူအထိခိုက်များနိုင်ပြီးတော့အသေးစိတ်ကိုတော့မသိရသေးဘူးလို့စိန်ကူမျိုးခန့်တယောက်ကပြောပါတယ်။အဲ့လိုပဲမတရားမျိုးနဲ့အုတ်ကန်ကြီးရော်နာကိုလည်းစစ်ကောင်စီတပ်ကဇော်လာ23ရက်နေ့ညကပဲဘုံကျခဲ့တဲ့အတွက်အသက်58နှစ်အရွယ်အမျိုးသမီးတယောက်တေဆုံးခဲ့ပြီးလူနေအိမ်တစ်လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်။ ရဲကြီးမြို့နယ်နဲ့လင်းမြတ်နာမြို့နယ်တွေမှာစစ်ကောင်စီတပ်နဲ့တော်လရေပူပေါင်းတပ်တွေဟာအခုအစွန်လာတဲ့တိုက်ပွဲတွေမကြာခဏဖြစ်ပေါ်နေပြီးစစ်တပ်ကလေကြောင်းကားနဲ့ဒရုန်းတွေလက်နက်ကြီးတွေနဲ့နေတိုင်းပစ်ခတ်နေတယ်လို့ဒေသခံစီရဲတရေရင်မြစ်ကပြောပါတယ်။သို့သူအောင်တရင်ပေးပို့ထားပါရရှင်။ AR တိုင်းကရဲကြီးမြို့နယ်နဲ့လင်းမြတ်နာမြို့နယ်တွေထဲမှာစစ်ကောင်စီတပ်နဲ့တော်လရေပူပေါင်းတပ်တွေအခုဂျွန်လတဲမှာတိုက်ပွဲတွေမကြာခဏပြင်းထန်နေတာပါ။ကွာငါတန်းကြောင်ယူလန်းပေါ်မှာရှိတဲ့ ကြောက်တိုင်ခွေနေရနဲ့ရုံးမနဲ့ဆက်ဆက်တဲ့ကြီးဝါတွေမှာအ धिक တိုက်ပွဲဖြစ်နေပြီးစစ်တပ်က AA နဲ့ PDF တွေရှိနိုင်မယ်ထင်တဲ့တောဆက်ကနေရာတွေကိုဘုံကျဲတာနဲ့လက်နက်ကြီးပစ်ခတ်တာတွေနေတိုင်းပြစ်လုံနေတယ်လို့သိရပါဗျ။အမိုးကျွန်တော်ဟောဗောခုန6နာရီပတ်စာလဲရပါတာတိုက်ပွဲတွေဖြစ်အဲကြောက်တိုင်တို့ခေါ်တဲ့ကျွန်တော်ဒီအရင်တော့ကဖြစ်နေတဲ့နေရာပေါ့တို့တို့ရိုးပတင်မှာပဲအခုလောလောဆယ်တိုက်ပွဲဖြစ်နေတဲ့ပုံလေးဒီအနည်းပတဲ့လက်နဲ့ကြီးတွေလောက်ကတို့ဖြစ်နေတာရှိတုံးနေပါကြီး အဲ့လိုမျိုးပြစ်တယ်အနေတော့ကြားတယ်အခုလည်းဒါပြစ်နေတော့မှာအဲအခုတော့လက်နက်ခရီးစာနဲ့တိမ်သွားပြီးတော့အဲ့ဆိုတော့တို့ဒါသုံးလင်းလင်းနဲ့တိတ်မွေးတယ်ကွာဝင်းလောက်မှာတကြောရိုးတခြားမှာတိုက်ပွဲဖြစ်နေတယ်ဂျွန်လာတတရအပတ်ထဲမှာအမတသုံးလင်းလင်းဝင်းကျင်ကနေပြစ်ခတ်တန်ဒီစစ်စုညဉ့်ညံထွက်လာခဲ့ပြီးဂျွန်လာ20ရက်နောက်ပိုင်းမှာလည်းနေတိုင်းဒီပါထိတွေ့မှုတွေရှိနေတယ်လို့ဒေသခံကပြောပါတယ်။ဒီလိုမျိုးတိုက်ပွဲတွေဆက်ဖြစ်နေတဲ့အတွက်စစ်တပ်ကရေနံသဂိတ်ကနေကုန်းအဝင် အထွက်တွေကိုပုံမတင်ကျပ်လာပြီး ရေကြီးမြို့ထဲမှာလည်းအခုအပတ်တည်းလူ9ယောက်ထက်မနည်းကိုဖမ်းဆီးခဲ့ကြောင်းသိရပါဗျ။အဲမြို့ပေါ်မှာလည်း UG ဆိုတဲ့နာမည်တစ်ခု တက်ပြီးတော့အဲလိုဆွဲတာတွေ့တယ်။လွန်ခဲ့တဲ့နှစ်ရက်သုံးလပါ3ယောက်လောက်ဆွဲသွားတယ်တဲ့။ဒီနေ့တော့2ယောက်လောက်ဆွဲတယ်ပြောတယ်။အဲဒီဒီနေ့တော့ဈေးထဲမှာဈေးထဲမှာတော်တော်ဆိုင်နေပြိပြီးတော့ပြန်သွားကြ။ကြည့်နေသေးတယ်ပေါ့နော်ရုပ်ရုပ်တော့မဖြစ်ဘူးပေါ့ကြောင်းရွှေရွှေဆိုတဲ့အစင်းတော့မရောက်ကြသေးဘူးပေါ့ကိတ်ကူကြီးမှာတော့လုံလုံကျဲလို့ ၃ရောက်တည်တယ်လို့တင်ကြတယ်။ခုံကြီးတစ်ပါးဆရာတော်တစ်ပါးရဲ့မြို့သမီးတယောက်ကလည်းလို့ကလေးတယောက်ပုံမှန်လို့တည်ရလို့ပြောတယ်။တိုက်ပွဲနဲ့လက်နက်ကြီးကြားရောက်မှုတွေကြောင့်လေးမျက်နှာမျိုးနယ်တွေကရုံးမဝင်းကျင်မှာရှိတဲ့ရွာတွေမှာဒေသခံတွေနေထိုင်တာတိတ်မရှိတော့ပေမဲ့အာမတ၃လလေးပတ်ချလေကမြောက်ဆန်းတို့ကုန်းမြင့်တို့ဗတ်တွေမှာတော့ဒေသခံတွေဆက်လက်နေထိုင်ကြတယ်လို့သိရပါတယ်။ဒါအပြင်စစ်တပ်ကရင်းနှီးသက်ကိန်းကနေ ငတိုင်းချောင်းရေကြီးကျုံပြောလမ်းကြောင်းကိုထိန်းချုပ်ထားပြီးညအချိန်ဒီမှာအမတ်တ34ဘက်ကိုလက်နက်ရိတ်ခါနဲ့လူဝင်အားတွေဖြစ်တင်းပေးလိရှိပြီးတော့စစ်ရေးကလည်းဆက်လက်တင်းမာနေတယ်လို့ဆိုပါရယ်ကျွန်တော်စိုးသူအောင်ပါ ထိုင်းနိုင်ငံမေဆောင်မြို့မှာဖွင့်လှစ်ရောင်းချနေတဲ့မြန်မာလက်ဖဲရည်ဆိုင်တစ်စိုက်ကိုထိုင်းအာဏာပိုင်တွေကဇော်လန်23ရက်နေ့မနက်ပိုင်းမှာဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့တခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်ပါတယ်။ဖမ်းဆီးခံရသူတွေထဲမှာထိုင်းအမျိုးသမီးတစ်ယောက်နဲ့မြန်မာနိုင်ငံသား၄ယောက်ပါဝင်ပြီးဥပဒေအရအရေးယူဆောင်ရွက်တော်မယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဖန်ဆင်းခံရတဲ့နေ့ကလက်ဖက်ရည်တောက်တဲ့သူတွေအတော်များပြီးထိုင်းလာဝကတွေနဲ့အဖွဲ့စုံကကားနှစီနဲ့ဝင်ရောက်လာကဆိုင်ပိုင်ရှင်နဲ့ဆိုင်အလုသမားလေးယောက်ကိုဖန်ဆီးလိုက်တာလို့မျက်မြင်တွေ့ရှိသူကပြောပါရယ်မေးဆောင်မျိုးမှာအခုရပိုင်းအတွင်းအဖမ်းဆီးတွေကျန်းနေပြီးတော့ဈေးတွေကဈေးဆိုင်တချို့လေးပိတ်ထားရလို့မေးဆောင်မျိုးမှာအနည်း30ကျားနေထိုင်နေတဲ့မြန်မာနိုင်ငံသားတယောက်ကပြောပါရယ် ဇွန်လ20ရက်နေ့ကလည်းမဲဆောက်မြို့ထဆိုင်လို့ရက်ကွက်ကလူနေအိမ်တန်းရာတွေကိုထိုင်းအာဏာပိုင်တွေကဝင်ရောက်စစ်ဆေးတာတွေပြုလုပ်နေပြီးအထောက်အထားနေထိုင်ခွင့်နဲ့အစ်စင်းတိုက်ကြားထားတာရှိမရှိဝင်ရောက်စစ်ဆေးခဲ့ပြီးတော့ဖမ်းဆီးခံရတာတော့မရှိခဲ့ဘူးလို့ဆိုပါရဲ့ရှင် ထိုင်းနိုင်ငံမဲဆောက်မြို့မှာတရားမဝင်နေထိုင်သူတွေကိုထိုင်းအာဏာပိုင်တွေကစစ်ဆဲဖမ်းဆီးနေတာတွေများနေတာကြောင့်ရွှေ့ပြောင်းမြန်မာတွေဟာမြဝတီနဲ့လေးကဲကော့ဒေသတွေစီတိမ်းချောင်တော့ကြသူတွေလည်းရှိနေပါတယ်။မောက်တူသတင်းပေးပို့ထားပါရဲ့ရှင်။ ဟုတ်ကဲ့ပါအခုတလောထိုင်းအနာပိုင်းရဲ့စစ်စေးဖမ်းဆီးတာတွေကြောင့်ရွှေပြောင်းမြမာတွေဟာစိုးရိမ်နေကြရတယ်လို့ဆိုပါတယ်မဲဆောင်ရတော့လက်ရှိရတော့သူတို့စီမံကိန်းတက်လာပါတာတော့ပဲသိမယ်เนาะဒါပေမဲ့လို့ဖန်းစီရတော့တော်တော်ရှိတယ်တချို့ကျတော့ဒီလိုလိုင်းကန်းတွေလိုက်တန်းရလို့ပါသူတို့ဝင်စစ်တယ်ဆိုတော့ဒါကတော့ဘယ်ပြောမလဲဆိုရှင်ဘယ်ပြောမလဲဆိုတော့အတန်းတက်တခုလို့ဖြစ်သွားတာပေါ့ငကူကမှကိုယ်လည်းမအထောက်ထားရမရှိဘူး ဟိုဘယ်မမသွားတော့လွတ်လပ်သွားလာကိုမရတဲ့အခြေအနေမျိုးမှာကို့အိမ်လေးမှာတော့မှကိုကအေးစီချောင်လေးမိနေတဲ့အနေထားမှာဒီလိုကြီးဝင်လာပြီးတော့မှစစ်တဲ့စိတ်ရဆိုတာကတော့ဒါတော်တော်လေးတော့ဟိုစိုးရိမ်စရာကောင်းတဲ့အနေထားပေါ့နော်လုံချွေးကိုအဲအဲ့လိုမျိုးတော့ရှိတယ်လက်တလို့ဆိုလို့ရှိရင်ဒီ e-bike တို့ပါတော့နှေးရင်တို့တော့မှသူတို့ကဟိုသွားလာပြီးတော့အတော့ပြခွင့်မပေးတော့ဘူးဆိုရင်အနေထားမျိုးရော နောက်ပြီးတော့ဒီလိုမျိုး live စစ်တဲ့ live စစ်ဆိုမီဒီယာတွေမှာသတင်းတွေမှာတော့ပေါ်ပြတဲ့ဟာမျိုးကြတော့ကိုရီးယားကြောက်လည်နေတာပေါ့ကိုရီးဘာလို့လုံးမလဲဒီတော့မထွက်ရဘူးလေအစစ်စေးတွေအဖမ်းစီးတွေမဲဆောက်မျိုးမှာရှိနေတာကြောင့်တချို့ဒူတွေဟာဆိုရင်မြဝတီနဲ့၄ကီကောဘက်တွေစီရွှေပြောင်းသွားရောက်နေကြတာပါဟိုထိုင်းနိုင်ငံမှာစာဝရီခတ်ဆိုတဲ့ရင်ကြီးကြီးနဲ့ကိုစစ်စေးတဲ့သူကိုရေမော်မော်ပြန်လဲကျွန်တော်တုတ်ပြန်ပြီးအစစ်စေးခံတာရဲ့ပြီးတော့ကျွန်တော်ရရရမှနေလဲရရရစီကန်းနေ ထိုင်းနိုင်ငံတနိုင်ငံလို့ရဲ့နိုင်ငံတော်ဆိုင်ရာစည်းကမ်းတွေနဲ့သွားရင်လည်းသွားတဲ့လမ်းစည်းကမ်းရင်းစည်းကမ်းပေါ့နော်အဲ့ဒါအဲ့ဒါလေးလေးဒေသလိုက်လာပြီးတော့ကိုကဧည့်သည်ဖြစ်တဲ့အတွက်ဒေါ်ဆန်းစုကြည်ပြောထားလို့ပဲဧည့်သည်ကဧည့်သည်လို့ကျွန်တော်ကောင်းကောင်းမွန်မွန်စည်းကမ်းကြီးကနေထိုင်မယ်ဆိုရင်အရန်ကာရောတုံတုံလုံးလုံးချောက်ချောက်ချာချာကြောက်เสียရမလို့ပါဘူးပြောမယ်ဆိုရင်စစ်ဆေးပြီးတဲ့နေရာတွေသွားတာကမြောက်ရီတို့၄ကီကော်တို့ထွက်ပြေးတာနဲ့ဆိုင်အများကြီးကောင်းပါတယ်ကျွန်တော် စစ်ဆေးပြီးရနေရနှစ်ခါမစစ်ဆေးတော့ပါဘူးเนาะတအားကြီးလဲကြောက်လန့်တကြားနဲ့တုံတုံလှုပ်လှုပ်ချောက်ချောက်ချာချာနဲ့ထွက်ပြေးနေစရာမလိုပါဘူးကိုနေရာလေးမှာပဲကိုเนาะလိုအပ်သလိုစစ်ဆေးမေးမြန်းမှုကောင်းမွန်ခံယူပြီးတော့လိုအပ်ကျွန်တော်အရေးယူတဲ့တံငွေလေးတွေလည်းပေးဆောင်ပြီးတော့ကောင်းမွန်လေးစီကံကြနေရဆိုရင်ပုံမှန်တိုင်းပဲကျွန်တော်အချိန်တိုက်စားပြီးပုံမှန်တိုင်းပြန်ဖြစ်သွားပါလိမ့်မယ်အခုနှစ်ဆန်းကစားမဲဆောက်မှာကြားဖြန့်တရုတ်ဖန်းစီစီမံချက်တဲ့အတူ ရွှေပြောင်းမြမာတွေပါရောနှောဖန်းခံလာနေရပြီးနောက်ပိုင်းမှာမြမာစားတော့ဆိုင်တွေပါဖန်းစီလာရကအခုခါမှာတော့လက်စစ်ဆိုင်ကယ်တွေသုံးဘိဆမ်လော့ဈေးတယ်တွေအထိဖန်းစီလာနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူးပါ ရှမ်းပြည်နယ်တောင်ပိုင်းကနေစစ်ရှောင်လှကြတဲ့စစ်ဘေးရှောင်ပြည်သူ60တရာကိုဇွန်လ23ရက်နေ့မှာဆေးဝါးတော်ရောက်ကုသပေးခဲ့တယ်လို့အင်းလေးအမျိုးသမီးတမကစီကတရားပါတယ်။စစ်ရှောင်တွေမှာသွေးတော်နဲ့ချောင်ဆိုးတာတွေအဖြစ်များပြီးအစအစအရာရာခက်ခဲနေတဲ့အချိန်တွေမှာစာနာတဲ့အနေနဲ့တော်ရောက်ကုသပေးခဲ့တာပါလို့အင်းလေးအမျိုးသမီးတမကအဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။စစ်ပေးဆောင်ပြည်သူတွေဟာရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေလွိုင်ကော်ဖေကုံမြို့နယ်တွေမှာ ဖြစ်ဖေခုံမြို့နယ်တွေနဲ့တခြားဒေသတွေကနေလာရောက်ဆစ်ဆောင်နေကြသူတွေဖြစ်ပြီးအလို့အကိုင်းမရှိကြတဲ့အတွက်စားရဲတောက်ရဲအတွက်လည်းအခက်အခဲတွေရှိနေကြတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့မေလ20ရက်နေ့မှာလေညောင်ရွှေမြို့နယ်ကနေဆစ်ဆောင်နေရတဲ့ကျေော်၃ရောကပြည်သူတွေကိုအင်းလေးအမျိုးသမီးတမကအဖွဲ့ကဆေးဝါးကုသပေးခဲ့တယ်လို့သိရပါတယ်။ဖေခုံမြို့နယ်အခြေပတ်ချမ်းကစစ်ပေးချောင်းပြည်သူတွေဟာစားတောက်ဖို့အတွက်စားနေရိတ်ခါလိုအပ်ချက်တွေရှိနေတဲ့အတွက်ကူညီပေးကြဖို့တောင်းဆိုထားပါတယ်ရှင်။ အမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုမြို့မှာလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့အထင်အမဲနိုင်ငံရဲ့အကြံသားအားလုံးလွတ်မြောက်ရေးဆုတောင်းပွဲပြုလုပ်ခဲ့ကြပါတယ်။မောက်တူသတင်းပေးပို့ထားပါရဲ့ရှင်။ဟုတ်ကဲ့ပါ။အမေရိကန်နိုင်ငံမြောက်ပိုင်းကယ်လီဖိုးနီးယားပြည်နယ်ဆန်ဖရန်စစ္စကိုဘေးအေရီးယားမှာမြန်မာမိသားစုတွေစုပေါင်းပြီးဒေါ်အောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့အထင်အမဲနိုင်ငံရေးအကြံသားအားလုံးလွတ်မြောက်ရေးဆုတောင်းပွဲကို မြန်မာ community culture center မှာပြုလုပ်ခဲ့ကြတာပါ အားလုံးပဲတမနေ့ငယ်တရောက်လာသူတွေကဒေါန်ဆန်းစုကြည်နဲ့တကွနိုင်ငံရေးကျင်းသားအလုံးလွတ်မြောက်ရေးမေတ္တာပို့ဆူတောင်းတာအမတ်တရစကားပြောတာတွေနဲ့မွေးနေ့ကြပြားတွေလည်းရွတ်ဆိုခဲ့ကြပါတယ်။အခါအနီကိုမြန်ပြည်တော်ဖြစ်သူများကလေ မတော်နိုင်ငံလုံးချစ်တာလေတို့အားတို့ရင်တို့အရှင်ကို ကြည်ရှင်သေးတော့မာစေတော်ဟု မွေးသောနေ့မှာ တို့သူငါသည်မေတ္တာကြည်လင်ရှင်ရှင်ဖို့တောင်ပြိုအိုးဝေတွန်စီဖို့မြတ်စုမွန်ကောင်းတောင်းရစုသမ္မတ်ပြီးတော့ကျင်းပါတာဒေါအောင်ဆန်းစုကြည်ရဲ့ပုံတွေပါပဲအဲ့ဒီဟာက1990ကျော်ကလေးက န်နရီရုံးမှာကျွန်တော်ကျင်းကျင်းပါပါတယ်69 2000အဲ့ဒီဝင်းကျင်မှာဆိုလို့ရှိရင်ဒီတွင်မှာပုံလေးထုတ်ဝေဝင်လို့ပါလို့ကောင်းကောင်းမရတဲ့အချိန်မှာကျွန်တော်တို့တွေဟာလက်ရေးစာကောင်တွေနဲ့စာအုပ်တွေကြားစာအုပ်တွေထုတ်ထုတ်ကြပါတယ်အဲ့ဒီမှာဒီကောင်စားသူကြီးမွေးနေ့အမတ်တရားဒါပေမဲ့မြန်မာနိုင်ငံမျိုးသမီးများနေဆိုပြီးတော့ကောင်းနေတက်ပြီးတော့ထုတ်ခဲ့တာရှိပါတယ်အဲ့တော့ဒါကိုဟိုဒီဘက်ကမတိလိုက်မှာဆိုလို့ပေါ့နော်မေတော်စားသူကြီးဆုံးပါပါ ်မေတော်သာသူကြီးမေတော်သာသူကြီးຫນွေဦးရမုံငွေကောက်ခံခဲ့ကြပြီးရရှိလာတဲ့အလူငွေတွေကိုစစ်ရှောင်ပြည်သူတွေအတွက်လှူဒန်းသွားမယ်လို့သိရပါတယ်ခင်ဗျာကျွန်တော် မောင်ဒူပါမဒဆူအိုးမဒဆူ You are the truth of Mother Sue. Mother Sue. ဆက်လက်ပြီးနိုင်ငံတကာသတင်းကိုတင်ဆက်ပေးပါမယ်။ င့်လေကြောင်းတိုက်ခိုက်မှုမှာအီရန်ရဲ့နျူကလ িয়ার စီမံကိန်းကိုဖျက်ဆီးနိုင်ခဲ့တာမရှိဘဲလအနည်းငယ်လောက်နောက်ရောက်တော့အောင်သာဆုံးဆောင်နိုင်ခဲ့တယ်လို့အမေရိကန်ထောက်လှရေးကဏ္ဍဦးအကေပြတ်အစီရင်ခံစာတစ်စောင်ကဖော်ပြပါရယ်။အစ္စရေးဝန်ကြီးချုပ်ရောအီရန်သမ္မတကပါသူတို့အောင်ပွဲရပြီပြောနေကြတယ်လို့ထရန်ကလည်းအီရန်နျူကလ িয়ার စီမံကိန်းကိုပြတ်တုံးစေခဲ့ပြီလို့ကြွေးကြော်နေချိန်မှာပဲဒီအစီရင်ခံစာကပေါက်ကြားလာခဲ့တာဖြစ်ပါရယ်။ ထရန်ကတော့သတင်းတု CNN ကြာရှုံးနေတဲ့နယူးယောက်တိုင်းတို့ပေါင်းပြီးတော့သမိုင်းမှာအအောင်မြင်ဆုံးစီရေတိုက်ခိုက်မှုတရက်ကိုတိုက်ခါကြအောင်လုပ်နေတာဒါဖြစ်တယ်လို့တုံ့ပြန်ပါတယ်။ နျူကလ িয়ার စခန်းတစ်ခုရဲ့ဝင်ပေါက်တွေပိတ်တော့ပြီးတချို့အဆောက်အုံတွေပျက်စီးထိခိုက်တော့ပေမဲ့မြေအောင်အနယ်ကြီးထဲမှာရှိနေသေးတဲ့အဆောက်အုံတွေကမထိခိုက်သေးပဲရှိနေသေးလို့သုံးသပ်ထားပါတယ်။အစ္စရေးအီရန်အပြစ်ခတ်ရက်ဆဲပြီးလို့ကြေညာခဲ့အပြီးနောက်မှာချိုးဖောက်မှုတွေရှိခဲ့တဲ့အတွက် Tran ကနှစ်ဖက်စလုံးကိုတိမ်မောက်ခဲ့ပြီးလက်တလုံးမှာတော့နှစ်ဖက်အပြစ်ရက်ထားတဲ့အခြေအနေမှာရှိနေပါသေးရှင်။ဆလဘီအကစားတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ ူပီတာအသင်းဟာမယ်ယူတောင်ပံကစားသမားဆန်ချိုအတွက်ထိတ်တန်းကစားသမားနှုတ်ဦးအထိအလိုက်ပဲကန်လဲဖို့စီစဉ်နေတယ်လို့သိရပါတယ်။အီတလီသတင်းစာဂက်စတာဒဲလိုစပော့ရဲ့ဖော်ပြချက်တွေအရဂျူပီတာအသင်းဟာတိုက်စင်မှုဒူဆန်ဘလာဟိုဗစ်နဲ့အတွက် ကွင်းလယ်လူဒေါက်လက်လူဝစ်ကိုပါအလိုက်ပေးပြီးတော့ဆန်ချိုကို ခေါ်ယူနိုင်ဖို့ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။ဆာဗီယာတိုက်စင်မှုဘလာဟိုဗေဟာဂျူဘီနဲ့140လေးပွဲမှာ59ကိုသွင်းထားပြီးတော့မက်ယူတိုက်စစ်အတွက်အင်အားဖြစ်တင့်မှုဖြစ်လာနိုင်ပြီးလူဝစ်ဟာလည်းဘီလာမှာခြေစွန်းပြခဲ့သူဖြစ်တာကြောင့်မက်ယူအသင်းအနေနဲ့အသင်းမှာအမဝင်ဖို့စိုးရိမ်စရာမလိုအပ်ကြောင်းအီတလီသတင်းတွေမှာဖော်ပြထားပါတယ်။ဆန်ချိုကိုခေါ်ယူဖို့နာပိုလီအသင်းကလည်းပြင်မဲ့ထားနေတာကြောင့်ဂျူဘီတက်ဖက်ကလက်ဦးမှုရယူဖို့ ကစားသမားနှုတ်အထိအလိုက်ပဲကန်လည်ဖို့စီစဉ်ထားတာဖြစ်ကြောင်းသတင်းတွေမှာဖော်ပြကြပါရဲ့ရှင်ဒီပိုပီရုံးမြင့်တန်ကြားရဲ့နေ့လည်နေ့တိုင်းအထိရရှိထားတဲ့သတင်းတွေကိုထ ਾਇ ရရှုစားခေကြရတာပါညနေ၄နာရီမှလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွက်ပြီးတင်ဆက်ပေးအောင်ပါကျွန်မကကီခိုင်ပါကျေးဇူးတင်ပါတယ်ရှင် Thank you.